စာတနေ့တော့သူမစားကြမ်းလက်ဆုပ်စာတော့ယူပြီးအသေးချာဆူဆန်းကြည့်မိရဲ့အဲ့ဒီပုံဆောင်ခဲမုံလေးတွေထဲမှာအေးချမ်းတဲ့အလှတရားရှိနေတယ်မဆိုစလောက်မိခိုးရောင်ဆွတ်နေတဲ့ဖြူရောင်ပေါ့ဒီရာဝတ္ထုထဲမှာကိန်းအောင်နေရဲ့စွမ်းအားကိုပထမဆုံးအချိန်ခံစားမိရဲ့ ထိမ့်သိမ်းထားနိုင်တဲ့စွမ်းအားပိုးတက်နိုင်တဲ့စွမ်းအားနလန်ထူးလာနိုင်စေတဲ့စွမ်းအားပေါ့အဲ့ဒီမတိုင်ခင်တော့အဖြစ်အပျက်တစ်ခုရှိခဲ့ဘူးပဲသူမဟန်းချက်ဖို့ပြင်ဆင်နေတော့တန်ရာရှိနေတဲ့လက်နဲ့စားကိုကင်မိခဲ့တာပါကတုတ်ကရဲ့ပြင်ဆင်ခဲ့ရလို့ ဒါရှအောင်လောက်ခဲ့မိတာကပထမအမှားဆိုရင်ပတ္တိစီမထားတဲ့တန်ရာရလက်နဲ့ဆောက်ကင်မိတာကဒုတိယအမှားအဆိုးဆုံးအမှားပေါ့အနာကိုစားပတ်တယ်ဆိုရဲတင်စားမှုကိုအတိအကျတည်လိုက်ရတဲ့အချိန်ပါပဲနောက်ပိုင်းမှာ installation layer ဓာတ်ပုံတစ်ပုံချိခဲ့ရတယ်စားပုံပုံထားတယ် ဖိတ်ကြားထားတဲ့ဧည့်သည်တွေကိုအဲ့ဒီစားပုံပေါ်ခြေပလာနဲ့နင်းစေအရှန်သင်းချပေးထားတဲ့ကလထိုင်မှာထိုင်ဖနက်တွေခြေအိတ်တွေချွတ်ပြီးခြေဖွားနဲ့ဖက်လုံးစားပုံပေါ်တင်ရဆန္ဒရှိသလောက်အဲ့ဒီတိုင်ထိုင်နေနိုင်တယ်ဓာတ်ပုံထဲမှာမှောင်းနေတဲ့ပြက်ွက်နေရအောင်မြင်ရတယ် စားပုံရဲ့ထိပ်ပိုင်းဖြစ်နေတဲ့တုံရင်နေတဲ့အလင်းကွက်တစ်ကွက်နဲ့အတူပေါ့စားပုံကလူတယောက်အရက်ထက်နည်းနည်းလေးပိုမြင့်တယ်ပြပွဲကိုလာကြည့်သူရဲ့မျက်နှာကအမောင်ရိပ်ထဲမှာကလထိုင်းမှာထိုင်ပြီးသူမရဲ့ခြေထောက်တွေကိုစားပုံဘေးဘက်ပေါ်တင်ထားတယ်သူမအဲ့လိုအနေထားနဲ့ အချိန်တော်ကြာနေခဲ့ပုံရတယ်။မဖြူအောင်စားပုံနဲ့အမျိုးသမီးရဲ့ခန္ဓာကိုယ်ဟာရောဆက်သွားသလိုဖြစ်နေတော့တယ်။အိန္ဒြေမပြတ်နာကျင်စွာနဲ့ပေါ့။တပ်ပုံကိုကြည့်ပြီး သူမှတွေးမိတယ်။အဲ့လိုလောက်ဖို့ဆိုရင်ခြေထောက်မှာချစ်ရချရ တန်ရာတွေရှိမနေမှာဖြစ်မယ်။ငါးချောက်တွေလုံးဝပြန်ကောင်းနေမှာပဲစားဖို့ဘဝခြေတင်လို့ရမယ်။အဲ့ဒီမှာ ဖြူရောင်ကဘလောက်ပဲတောက်ပါနေပါစေ။အမောင်ရိတ်ဟာ အေးမြမှုတစ်ခုခုပြန်ရတာပါပဲ။